ဗမာ brain channel ကနေကြိုဆိုရတယ်။ကျွန်တော် channel မှာအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေစဉ်တင်ဆက်ပေးနေတာမို့လာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါရတယ်။ဒီနေ့မှာတော့တော်တော်လေးအရေးကြီးပြီးလူသိမပြောကြတဲ့အကြောင်းအရာတစ်ခုကိုသိပ္ပံပညာရဲ့မျက်လုံးနဲ့ခြေချမှာပါ။ခေါင်းစဉ်ကတော့ဖွန်ချီတာကကျွန်တော်ရဲ့ဥနောက်ကိုဘယ်လိုမျိုးပြန်ပြီးပုံစံသွင်းနေရလဲဆိုတာကိုအာယုံကျော်သိပ္ပံရှုထောင့်ကနေရှင်းပြသွားမှာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုဒီမေခွန်လေးနဲ့စကြည့်အောင်လူတော်တော်များများကဒါကိုဘာမှအန်ဒီယမရှိတဲ့အပျော်ပါလေးတစ်ခုလိုပဲမြင်ကြတယ်လေ ဒါပေမဲ့အဲ့ဒီအရာကကိုယ့်ရဲ့အာယုံကြော်လမ်းကြောင်းတွေကိုတစ်တီလေးနောက်ခွက်တကနေပြန်လဲချိတ်ဆက်ပုံဖော်နေတယ်ဆိုရင်ရောတခါလောက်စဉ်းစားကြည့်ဘူးလားကဲဒီနေရာမှာတကူတော့အရင်ဆုံးရှင်းရှင်းလင်းလင်းပြောထားချင်ပါတယ်အခုကျွန်တော်တို့ဆွေးနွေးမှာကဒါကမှန်တယ်ဒါကမှားတယ်ကောင်းတယ်ဆိုးတယ်ဆိုပြီးကိုချင်းတရားရှုထောင်ကနေပြောမှလုံးဝမဟုတ်ပါဘူးเนาะအဲဒီကတော့ကျွန်တော်တို့ရဲ့ဥနောက်ထဲမှာဘာတွေတကယ်ထိနေလဲတာရုပ္ပယဆိုင်ရာရဘလို့တွေပြောင်းလဲသွားလဲဆိုတာကိုသိပ္ပံပညာရဲ့မျက်လုံးနဲ့ပဲကြည့်မှဖြစ်ပါတယ်ဟုတ်ပြီ ပထမဆုံးအပိုင်းကိုကြည့်အောင်တဘာဝတရားရဲ့လူတိုင်းမှာရှိတဲ့ဆန္ဒတစ်ခုကဒီနေ့ခေတ်နိတိညာတွေကြောင့်ဘလို့များအန်ဒီရဲ့ရှိတဲ့ထောင်းချောက်အခုလိုဖီသွားနိုင်တယ်လေဆိုတာကိုလေ့လာကြည့်ကြမယ်။ဟိုးရင်တုန်းကဆိုရင်ဒီလိုလိန်ပိုင်းဆိုင်ရာပုံးလေးကိုရဖို့ဆိုတာတော်တော်ခက်ခဲပြီးကန့်တချက်တွေအများကြီးရှိခဲ့တာပေါ့။မဂ္ဂဇင်းတွေဒါမှမဟုတ်ဗီဒီယိုဆိုင်မှာငားရတဲ့ X-ray တွေကားတယ်လို့ပဲရှိခဲ့တာ။ဒါပေမဲ့ internet ခေတ်ရောက်လာတော့အစာပိုင်းမှာ dial-up နဲ့ဖြည်းဖြည်းလေး download ဆွဲရတဲ့အခြေအနေကနေအခုဆိုရင် high speed internet ကြောင့် အစိုးမရှိအသက်အစားနဲ့အမြဲရှိနေတဲ့ပေါ့တွေကိုလက်ညှိုးအိတ်တစ်ချက်နေလိုက်ရုံနဲ့ကြည့်လို့ရသွားပြီ။ကဲဒီလိုအကန့်အသတ်မရှိရနိုင်လာတာကကျွန်တော်တို့ရဲ့ဦးနှောက်ဖွဲ့စည်းပုံနဲ့လှုပ်ဆောင်ချက်တွေကိုအရင်းမြစ်ကနေကိုဘလို့ပြောင်းလဲပြင်နေတယ်လဲဆိုတဲ့သိပ္ပံအချက်လက်တွေဘက်ကိုဆက်သွားကြည့်ကြအောင်။ဒီနေ့မှအဓိကကြားတဲ့အယူဆတကူကတော့ super normal stimuli လို့ခေါ်တဲ့တာမန်ထက်လွန်ကဲတဲ့အလှုံဆောင်မှုပါပဲ။ဆိုလိုချင်တာကပုံထဲမှာမြင်ရတဲ့အရာတွေဟာလက်တွေ့ဘဝထက်အများကြီးချဲ့ကားထားတော့ ဦးနောက်ကိုပုံမှန်ထက်အဆက်ပေါင်းများစွာပိုပြင်းထန်တဲ့တုံ့ပြန်မှုတွေဖြစ်စေတဲ့ဒီလိုအထုအယောင်လုံဆောင်မှုတွေကပဲဦးနောက်ရဲ့တဘာဝကြတဲ့ပြိုရှင်မှုတွေကိုတုံ့ပြန်နိုင်စွမ်းကိုတဖြည်းဖြည်းလျော့ချစေတာပေါ့အဲ့ဒီတော့ဒီဆွဲလန်းမှုတန်တရားကဘယ်လိုလဲပတ်လဲဆိုတော့အစင်းလေးဆင့်ရှိပါတယ်ပထမဆုံးပေါ့အသက်ဆန်းတစ်ခုခုကိုကြီးလိုက်တဲ့အခါဦးနောက်ကပြောရှင်စေတဲ့ adaptamin ဆိုတဲ့ဟော်မုန်းကိုအများကြီးထုတ်လွှတ်လိုက်တယ်။ဒါပေမဲ့ခဏခဏဒီလိုဖြစ်လာတော့ဦးနောက်ကအာယိုကြောထုံလွားလို့ပဲအရင်လောက်မတုံ့ပြန်တော့ဘူး။ အဲ့ဒီမှာ ပြဿနာစတာပဲအရင်တော့ကတော့ပျော်ရွှင်မှုမျိုးပြန်ရဖို့အတွက်ပို့ပြီးတော့ပြင်းထန်တာလေးပို့ပြီးတော့ထူးဆန်းတာလေးကိုမရရအောင်ရှာခွေတောင်းတလာပါတော့တယ်ပွန်ဆွဲလန်းတယ်ဆိုတာတကယ်မရှိပါဘူးလို့ငင်းတဲ့သူတွေအခုထိရှိနေတုံးပါပဲဒါပေမဲ့အာယုံချိုးတေပံပညာရဲ့တွေ့ရှိချက်တွေကတော့အရင်ရှင်းပါပဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသူတေသနာပေါင်း80ကျော်ကပါကိုပြနေလဲဆိုတော့ပွန်ဆွဲလန်းသူတွေရဲ့ဥနောင်ဟာမြွေဆေဆွဲနေတဲ့သူတွေရဲ့ဥနောင်လိုပဲပြောင်းလဲမှုကြီးဖြစ်နေတယ်ဆိုတာကိုတတ်သိပြထားတာပါ ဦးနောက်ထဲမှာဖြစ်နေတဲ့ဒီလိုမမြင်နိုင်တဲ့ဖြောင်းလဲမှုတွေကလူတစ်ယောက်ရဲ့တကယ်လက်တွေ့ဘဝမှာဘလောက်တောင် ကြီးမားတဲ့ပိဆက်မှုတွေဖြစ်လာစေလဲဆိုတာကိုစက်ပြီးကြည့်လိုက်ကြရအောင်ဒီဆိုကျိုးတွေကစာရင်းတွေကစာသားတွေပဲမဟုတ်ပါဘူးတကယ်ဖြစ်ရသေးပါဥပမာ Paul ဆိုတဲ့လူငယ်တယောက်ဟာဆဲချိုးတက်ကလေးကပွန်စားကြည့်ရကနေလူတွေနဲ့ဆက်ဆံရမှာကြောက်လာပြီနှစ်ပေါင်းများစွာစိတ်ကြယောကနဲ့အထီးကျန်မှုကိုခံစားခဲ့ရတယ် ခရက်ဆော်ရဲ့အင်တောင်တီတယောက်ဆိုရင်သူဇန်နီကဆက်ဆံတဲ့ကောင်းမှာတော့စိတ်ကျင်နှမှုမရနိုင်တော့တဲ့အဖြစ်လင်ဒါမခံပါနိုင်တဲ့အထိဖြစ်လာခဲ့တယ်ဒါရီအားလုံးဟာဦးနှောက်ရဲ့ဆူလာပေးစင်တဲ့ကြီးတစ်ခုလုံးကြောက်လဲသွားလို့ဖြစ်လာတဲ့လက်တွေ့ဘဝရဲ့အကျိုးဆက်တွေပါပဲ။တိပမညာရာတစ်ခုခုကိုဆွဲလန့်မှုလို့တတ်မှတ်ဖို့အဓိကအချက်တောင်းချက်ရှိတယ်။ပထမတစ်ခုကအဲ့ဒါကိုပဲအမြဲတမ်းပြင်းပြင်းထန်ထန်တောင်းတနေတာ။ဒုတိယတစ်ခုကကြီးတဲ့အချင်းကိုကိုယ်ပါလာကိုလုံးဝမထမ်းချုပ်နိုင်တော့တာ။နောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့လူမှုရေးစိတ်ပိုင်းဆိုင်ရာဘဝတွေမှာဆိုးကျွေတွေထွက်လာတာပေါ့။ ပေါင်အလုံးအကျွန်ကြည့်တာကရေးချက်၃ချက်လုံးနဲ့တိတိကျကျကိုက်ညီနေတာကိုတွေ့ရမှာပါ။ကောင်းတဲ့သတင်းကတော့ဦးနောက်မှာ neuroplasticity ဆိုတဲ့အမြဲတမ်းပြောင်းလဲနိုင်တဲ့ရေးသွေးရှိနေလို့ဒီဖြက်စီးမှုတွေကိုပြန်ကုစားလို့ရတဲ့နည်းလမ်းရှိနေတာပါပဲ။ကဲဦးနောက်ကိုဘလို့ပြန်ပြီးကြားမအောင်လုပ်မလဲဆိုတာကိုဒီအပိုင်းမှာဆက်လည်လာကြည့်ကြရအောင်။အဒီကအရေးကြီးဆုံးကုထုံကတော့ rebooting တို့မဟုတ်ပြန်လဲစတင်ခြင်းပါပဲ။ဒါကဘာကိုဆိုလိုသလဲဆိုတော့ ပေါ်နေပတ်တဲ့အရာအလုံးကိုအချိန်ကာလတစ်ခုထိလုံးဝဖျက်တော့လိုက်တာပါအဲ့ဒီလိုလှုပ်ခြင်းအထက်ထုံထိုင်းနေတဲ့ဦးနောက်ရဲ့ဆုလောက်စနစ်ကိုအနာပေးပြီးတဘာဝအတိုင်းဖျော်ဆွေမှုတွေကိုပြန်လည်ခံစားတတ်အောင်အချိန်ပေးပြီးကုစားတာဖြစ်ပါတယ်ဒီလန်နဲ့တွေကတော့တော်တော်လေးရှင်းလင်းပါတယ်ဒလန်ကအထုရောင်ဆေးလုရှားမှုတွေနောက်ကိုလိုက်ရင်အထီးကျန်နေရတဲ့ဘဝနောက်တလန်းကတော့ကိုကိုကိုပြန်ထင်းချုံနိုင်လာပြီးစစ်မှန်တဲ့ပျော်ရွှင်မှုတွေတကယ်လူသားဆက်ဆံရတွေကိုတန်ဖိုးထားတဲ့လာတဲ့ဘဝ ဘယ်ဘဝကိုရွေးချယ်မလဲဆိုတာပါပဲဒီပြန်လဲထူထောင်ရေခီးမှာအထောက်အူဖြစ်စင်မဲ့လက်တွေ့ကြတဲ့နေလိုင်းတွေအများကြီးရှိပါတယ်ဥပမာပေါင်ကြည့်လို့မရအောင် software blockers တွေတုံးတာအချင်းဟောင်းကအားပေးတဲ့ပတ်ဝန်းကျင်ကနေခွာလိုက်တာမျိုးပြီးတော့လေ့ကျင့်ခန်းလုပ်တာတငွေချင်းတွေနဲ့အချင်းပို့တုံးတာလိုမျိုးအလေ့ကျင့်ကောင်းအသစ်တွေနဲ့အစာထိုးတာတွေကတကယ်ကိုအရေးကြီးပါတယ်ညီကုန်းချို့အင်းနဲ့ပြောရင်ဒီလိုပြန်လဲထူထောင်ရခြင်းရဲ့အဆုံးအစွန်ပန်းတန်ကတကယ်တော့ပါလဲအဲ့ဒါကတော့ အထိပ်ဖိတ်ရှိရဲ့လက်တွေ့ဘဝရဲ့အတွေ့အကြုံတွေစီကိုပြန်သွားနိုင်ဖို့ပါပဲ။ဥနာကပြန်ပြီးချမလာတာနဲ့အမျှကောင်းမွန်တဲ့လက္ခဏာတွေတွေ့လာရမှာပါ။တဘာဝအတိုင်းလေမိုင်းဆန်ရတုံ့ပြန်မှုတွေပြန်ထလာမယ်။လက်တွေ့ဘဝကလူတွေပေါ်မှာဆွဲဆောင်မှုပြန်ရှိလာမယ်။အရေးကြီးဆုံးကတော့ပေါ်မပါပဲနဲ့စိမံတဲ့ယဉ်နင်းမှုကိုပြန်ပြီးဖြိုမွေ့နိုင်လာပါလိမ့်မယ်။ဆိုတော့အနစ်ချုပ်ကရှင်းရှင်းလေးပါပဲ။ဒီခရီးတစ်ခုလုံးရဲ့ပန်းတိုင်ကပန်းသာပြင်ပေါ်ကအတူယောင်ပျော်ရွှင်မှုတွေအစား လက်တွေ့ဘဝရဲ့စစ်မှန်တဲ့အလားတရားတွေဆက်ဆံရေးတွေထဲမှာပျော်ရွှင်မှုကိုပြန်လည်ရှာဖွေတာကြောင့်ဥနော်ကိုပြန်ပြီးလေ့ကျင့်ပေးဖို့ပါပဲ။နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။ဆွဲလမ်းမှုရဲ့ခြိနှောက်မှုအနေလွတ်မြောက်လာတဲ့အခါရလာတဲ့စိတ်ဆွမ်းရင်းတွေအချိန်တွေကိုအဆုံးချပြီးကိုယ့်ဘဝအတွက်ဘလို့အလားလာအသည့်တွေအခွင့်အရေးကောင်းတွေကိုပြန်ပြီးတည်ဆောက်နိုင်မလဲ။